တော်ပန်းကလေးတွေတနေ့ကလိုင်းမော်ကနေလူငယ်ចောင်းဆရာလေးတယောက်ကိုလှမ်းစကားပြောပြတယ်။သူဟာပြီးခဲ့တဲ့နှစ်မောင်လုံးဝေးရောက်ဖူးတဲ့ចောင်းတွေကအကောင်းဆုံးចောင်းလို့ယူဆရတဲ့ထက်တန်းចောင်းကဆရာလေးတယောက်ဖြစ်တယ်။သူ့ကိုစကားဆပြောပြခြင်းပဲចောင်းတဲ့ចောင်းရဲ့ချင်းနေဘလို့ရှိလဲလို့မေးတော့ကျွန်တော်စင်ကာပူကိုရောက်နေပြီဆရာတဲ့။နောက်သူနဲ့တူလှုပ်ဖို့ခိုင်းပဲလူငယ်ဆရာတယောက်ចောင်းကိုမေးတော့လဲသူလဲပြပါမှာပဲဆရာကြီး။အင်္ဂလိပ်စာသင်တဲ့ဆရာမတယောက်လဲသင်ကြားရေးကနေနားတော့တယ်ဗျလို့သူကပြောပြပါတယ်။ မောင်လမွေးတို့ဟာပညာရေးအရင်းမြစ်တွေကိုဒီလိုဆုံးရှုံးရပါတယ်။ပြီးခဲ့တဲ့အပတ်ဆစ်ဆောင်ကျောင်းကဆရာဆရာမလေးတွေကိုဘာသာရပ်ပို့ချရင်းဆွေးနွေးရင်းမောင်လမွေးရင်ထဲကစကားကိုပြောပြခဲ့တယ်။ဆရာဆရာမလေးတို့ဟာဆစ်ဆောင်ကျောင်းမှာကက်ကက်ခဲခဲကြားကကလေးတွေကိုစူးစမ်းပန်းစားစာသင်ပေးနေတဲ့အတွက်အလိုလိုကိုအထက်တန်းစားဆရာမတွေဖြစ်နေပြီးသားဖြစ်တယ်။ဆရာဆရာမလေးတို့ပညာရေးပို့တော်လာရင်လုံးဝအထက်တန်းစားဆရာမတွေပဲလို့ပြောပြခဲ့တာပါ။ကြီးရွာလေးမှာဆရာဆရာမလောက်တာတော့လကကမူဘူးလောက်တာရကြတယ် ဒီနှစ်ထက်စစ်ကောင်စီရဲ့လေကြောင်းအန်ဒီယာဘာစိုးရင်လာရတော့ဆရာဆရာမအလုပ်ကိုစွန့်ခွာသွားကြသူတွေတော်တော်များပါလေဒီလိုဖြစ်ပျက်တွေကြားစစ်ဆောင်စခန်းမှာဆရာမလုပ်ဖို့ဆိုတာတွန်လပတ်တရားလို့တော့ဆိုရမှာပါစစ်ဆောင်စခန်းမှာဆရာဆရာမလာခအဖြစ်၅ဆောင်ရကြတယ်လာကုန်ရင်ချက်ချင်းရတာမဟုတ်ပါဘူးကျောင်းသူကျောင်းသားတွေရဲ့ထောင်ကနေလာခလေးစုံမှဆရာဆရာမတွေရကြတာဖြစ်ပါလေမော်လမွေးရဲ့အမေရိကကဆရာတွေချိတ်ဆက်ပံ့ပိုးပေးမှုနဲ့ဆရာဆရာမလေးတွေကိုတလောက်ကို၃ဆောင်ပေးနိုင်လို့ သူတို့ရှစ်တောင်းရကြပြီ။ဆီယံဆီမ၅ရောက်တဲမှာဆီယံမလေးတစ်ယောက်ကခလန်လန်ကြီးရွာကနေလာပြီးတင်ကြားပေးသူဖြစ်တယ်။သူကစိုက်ကဲနဲ့လာရတော့အနည်းဆုံး၂ရက်ကိုဓာတ်စီ1လီတာဘူးတစ်ဘူးတော့ကုန်မယ်။ဓာတ်စီတစ်ဘူးကို6000တရက်ကို3000နှုန်းနဲ့တွက်ရင်သူ့ရဲ့ကြောင်းလာတဲ့စိုက်ကဲစီဘူးဟာတလောက်ကို9000ကုန်မှာဖြစ်တယ်။တလောက်ကို9000စီဘူးအကုန်ခံပြီးထောက်ပံ့ကြီးနဲ့မှတလ800ရတဲ့စာတင်ကြောင်းကိုစာလာတင်ပေးတဲ့ဆီယံမလေးကိုမလေးစားရင် မော်လုံဝေးဘသူ့ကိုလေးစားမလဲဗျာ။ တနခါပကောကြားနဲ့စစ်ဆောင်ကြောင်းရဲ့တူဦးဒီသောဆရာလေးကိုသူ့ကိုဖတ်ဖို့ကြည့်ဖို့ပြောထားတဲ့စာတွေအတွက်စတားလင့်မတော်ဘူးလားဆိုတော့စတားလင့်ဘုံမရှိသေးလို့ဆရာဘိုင်းပြတ်နေတယ်လို့ဆိုပါတယ်စတားလင့်ကတနအီတထောင်ပေးရတယ်စတားလင့်ရှိတဲ့နေရာနဲ့စစ်ဆောင်စခန်းထဲကအနေငယ်ဝေးသေးတယ်စိုက်ကင်နဲ့သွားရမှာမို့ဓာတ်စီဖို့ရှိသေးတယ်စတားလင့်တရက်ကိုတနအီပဲသုံးနေထားစိုက်ကင်စီဖို့နဲ့တလ6000အထက်ကုန်ပဲ သူတို့လိုအပ်တာတွေအတွက်မောင်လူမွေးနဲ့မစ်စ်မွေးပဲတောင်းလို့ဆွဲပြီးတပတ်တခါယူခဲ့ကြဖို့ဆုံးဖြတ်ကြရပါတယ်။မောင်လူမွေးဟာဆစ်ဆောင်ချောင်းကဆရာဆရာမလေးတွေကိုပညာတော်စေခြင်းနဲ့သူတို့တော်မှခလေးတွေတော်မှကိုသူတို့မှတီးခံမှုစိတ်ရှည်မှုအနွမ်းထားခံမှုတွေက မောင်လူမွေးထက်တောင်တာပြီးသားဖြစ်တယ်။ဒီတော့တော်ပန်းကလေးတွေမှုန့်ဖို့ရေးမောင်လူမွေးနဲ့မစ်စ်မွေးတို့ကြိုးစားကြပါလေ။မစ်စ်မွေးကသင်ချမ်းမှုနီးနာနဲ့ကလေးစိတ်ပညာကို အပတ်စဉ်ဆွေးနွေးပူချတယ်။ မောင်လူမွေးကမြန်မာစာအင်္ဂလိပ်စာနဲ့အထွေထွေဘုဒ္ဓတာတွေပြောတယ်ဒီလိုပြောပြဆွေးနွေးတဲ့အချိန်မှာဆရာဆင်မာလေးတွေရဲ့မျိုးလုံးလေးတွေအယောင်လက်နေတာဟာမောင်လူမွေးတို့နှစ်ယောက်အတွက်အားဖြစ်တယ်စစ်ဆောင်ကလေးတွေအတွက်အနာဂတ်ဖြစ်တယ်ပန်းဆိုတာရနှန်းရှိမှတင့်တယ်မယ်ဆရာဆင်မာတွေဖို့ပညာထိုက်တဲ့လောက်ပြည့်မှ ဖြစ်မယ်မောင်လူမွေးတို့လည်းတိတ်တော်တိတ်တက်နေတာမျိုးတော့မဟုတ်ပါဘူးကိုနောက်ကမျိုးဆက်တဲ့ဆရာဆင်မာလေးတွေကိုကိုတက်ဆွမ်းသမျှဖြည့်ဆည်းပေးတာများတာဖြစ်တယ် စစ်ဆောင်စကန်ကဆရာဆရာမလေးတွေဟာရှားပါတဲ့တော်ပန်ကလေးတွေဖြစ်တယ်။ဝါသနာစေရနာအနစ်နာအယောင်သွေးတွေနဲ့မေတ္တာရနဲ့သင်းတဲ့ပန်းကလေးတွေဖြစ်တယ်။အဲဒီလိုတော်ပန်ကလေးတွေကိုတံမိုးထားပြီးနီးစရာစွမ်းနိုင်သူတွေကပညာအားဥစ္စာအားနဲ့ကူညီကြပါလို့မောင်လူမွေးတိုက်တွန်းခြင်းနဲ့မောင်လူမွေးတို့ရဲ့ကလေးတွေပညာရေးကိုတော်ပန်ကလေးတွေကပဲအဓိကစွမ်းဆောင်နေကြတာဖြစ်ပါလေခင်ဗျာ။မောင်လူမွေး